မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဆမ်မွန်သတိချင်နယ်မှကြိုဆိုပါရခင်ဗျာဒီခုပြပြီးမှာက7ချိန်အတွက်ကစားသင့်တဲ့သတိဒီတကွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကို ထိတ်စီးအလဲတိုင်းနောက်ပိတ်ဖြင့်တကွက်ကောင်းထုတ်ပြပေးမှာမို့ကျွန်တော်နဲ့အတူ အစာဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရခင်ဗျာ ဟုတ်ကဲ့မိတ်ဆွေများကိုကျွန်တော်ထိတ်စီးကြပုံကိုကျွန်တော်ရဲ့ထိတ်စီးယူပုံလေးတွေကိုအရင်ရှင်းပြပေးပါမယ်။ကျွန်တော်ဒီထိတ်စီးယူပုံကတော့ကျွန်တော်ဒီအောက်ကနေမှဇောင်းတက်ပြီးယူတဲ့အခါယူမယ်ဆိုရင်ကျွန်တော်ဒီဒီ၄ခွန်၄ခွန်6ရဲ့3 9 1ရဲ့ခွန်9 3ရဲ့ဆိုဒီ ပွဲစဉ်ဟာထိတ်စည်းသုံးလုံးကိုယူပြီးတော့ဒီ၄ရဲ့၃ရဲ့ခွန်ရပေါင်းတော့ပေါင်းချင်း၄ဆိုပြီးတော့ဒီကနေမှထိတ်စည်းခွန်နှစ်ကိုဒီမှာကစားသလိုဒီအပေါ်ပြင်မှာကျတော့လေကျွန်တော်ဒီ၃ရဲ့ခွန်ရ၅ရဲ့ပေါင်းချင်း၅ဆိုပြီးတော့ဒီမှာထိတ်စည်း၅ကိုကစားထားပါတယ်ဒီပွဲမှာကျတော့၄၃ခွန်၃လုံးပေါင်းချင်း၄နဲ့ခွန်ထိတ်ကိုကစားလို့ဒီပွဲမှာကျတော့ 3ခွင်က3လုံးပေါင်းခြင်း5ဆိုပြီးတော့5ထိတ်ကိုကစားခဲ့ပါတယ်ထိုနည်းတူသာပဲကျွန်တော်အပေါ်ဆက်ပြီးတော့ဇောင်းတက်ပြီးတော့ကြီးတဲ့ခါမှာလည်းဒီမှာ4ခွင်က3လုံးပေါင်းခြင်းကျွန်တော်6ဆိုပြီးတော့ဒီမှာ5ထိတ်ကစားသလိုကျွန်တော်ဒီသူ့ရဲ့အပေါ်ပင်မှာလည်းဒီမှာ4 8 5 4 8 5 3လုံးပေါင်းခြင်း9ဆိုပြီးတော့ကစားထားပါတယ်9ထိတ်စီကစားသလို ဆက်လက်ပြီးတော့ကျွန်တော်ယခုပွဲစဉ်အတွက်ကစားမယ်ဆိုရင်ဒီ55ဆိုပြီးပေါင်းချင်း8ဆိုပြီးတော့ထိပ်ရှိ5ကစားမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်ကဇောင်းကတက်လာတဲ့မူရဆိုရင်ကျွန်တော်ဒီမှာ၄ခွင်မြောက်မှာပရမတ်ခွင်မှာ၃လုံးပေါင်းချင်း၄ဒုတိယခွင်မှာ၃လုံးပေါင်းချင်း5တတိယကွန်မှာ၃လုံးပေါင်းခြင်း၆ဒီသရုတ်ထကွန်မှာ၃လုံးပေါင်းခြင်း9ဆိုပြီးတော့ ၃ည၃ပွဲစဉ်မှာ၃လုံးပေါင်း9အနေနဲ့၅ထိပ်စီကို၄ချိန်မြောက်ကစားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီ၄ချိန်မြောက်ကနေမှကျွန်တော်၅ချိန်မြောက်ကိုယူတဲ့ယူမယ်ဆိုရင်ကျွန်တော်တို့သုံးလုံးပေါင်းချင်း၈အနေနဲ့၅ထိပ်ကိုကစားမှာဖြစ်ပါတယ်။ကျွန်တော်ဒီဆိုင်မူရ၄ချိန်မြောက်ပဲကစားမှာမလို့၅ချိန်မြောက်ကိုဒီဆိုင်မူရယူပြီးတော့မကစားတော့ပဲနဲ့ဒီမှာ၄၄ချိန်ဆိုင်အနေနဲ့သုံးလုံးပေါင်းချင်း9ယူသလို့ ကျွန်တော်ဒီပင်မှာဆိုရင်လည်းကျွန်တော်အနေနဲ့ဒါသုံးလုံးပေါင်းချင်းခုနှစ်မူနဲ့ယူမှာဖြစ်ပါတယ်သုံးလုံးပေါင်းချင်းခုနှစ်မူတော့ကျွန်တော်ဒီအပေါ်ကနေမှာစီနီယာသုံးလုံးပေါင်းချင်းစီနာဆင်းတဲ့မူနဲ့ယခုပွဲစဉ်ကိုထိပ်စည်းကစားတော့မှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီအောက်ကနေမှာဇောင်းတက်လာတဲ့မူကိုကျွန်တော်အနေနဲ့ဒါလေးပင်ဆော့ပြီးတဲ့အတွက်ကြောင့်ကျွန်တော်ဒီအပေါ်ကကြာလာတဲ့လေးပင်မူနဲ့ဒီမှာသုံးလုံးပေါင်းချင်းခုနှစ် ส่งပြီးတော့ယူသွားมาဖြစ်ပါတယ်ဒီဘက်ကနေมาတက်တက်မှုယူมาဆိုရင်3လုံးပေါင်းချင်း8နဲ့ယူရမှာဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ဆောင်တက်တက်5ချိန်မြောက်ကိုမယူတော့ပဲနဲ့အပေါ်နေมา4ပြင်ကြာခွင်ကိုယူပြီးတော့ဒီဘက်မှာထိတ်စည်းထုတ်ကစားသွားมาဖြစ်ပါတယ်ဒါကြောင့်ဒီ site မူလေးကိုမိတ်ဆွေများကိုကျွန်တော်သိချသာ ရှင်းပြခြင်းဖြစ်ပါတယ်ဒီဆိုင်မူရเนาะကျွန်တော်ဒီထိတ်စီးကိုထိတ်စီး၃လုံးပေါင်းချင်းနဲ့ယူတဲ့အခါမှာ ကျွန်တော်ဒီအပေါ်ပင်ရနေမှာကျွန်တော်စပြပေးပါမယ်အပေါ်ပင်မှာဆိုရင်ကျွန်တော်ဒီမှာထိပ်စီ၃လုံးကိုယူတဲ့အခါမှာပေါင်းကြီးယူတဲ့အခါမှာဒီမှာ၄၉၄၉ခွင် ဆိုပြီးတော့ကျွန်တော်ဒီ၃လုံးပေါင်းကြီးကိုယူမှာဖြစ်ပါတယ်ဒီ၄၉ခွင်၃လုံးပေါင်းကြီးဒီကျွန်တော်ထိပ်စီ၃လုံးပေါင်းကြီးဒီ၃ညအနေနဲ့เนาะဒီပွဲမှာကစားထားလို့ကျွန်တော်ဒီဒုတိယပင်ကိုကြည့်တဲ့အခါမှာလေ၈၆၅ သုံးလုံးပေါင်းခြင်းသည်ကိုဆိုပြီးတော့ဒီမှာငါးထိပ်စီကို ကစားထားတာတွေ့ပါမယ်။ဒါမို့ဒီ388ပွဲစဉ်မှာလည်းကျွန်တော်ဒီမှာ353ဆိုပြီးတော့ထိပ်စီသုံးလုံးပေါင်းခြင်းသည်ပေါင်းခြင်း၈နေနဲ့ကစားထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မှုတိုင်းမှာကျွန်တော်အခု၄ချိန်မြောက်မှာကျွန်တော်ဒီမှာဒီ၈ ီ၈ရက်9ရက်ကျွန်တော်ရခုပွဲထိတ်စီးရက်ကိုပေါင်းရင်းခုနှစ်နေနဲ့ကျွန်တော်နဲ့ကစားတော့မှာဖြစ်ပါတယ်ဒီအောက်ကလာတဲ့ပေါင်းရင်း၈ကိုမယူတော့ဘဲနဲ့ဒီအပေါ်ကနေစီနီယာဆင်းလာတဲ့ပေါင်းရင်းခုနှစ်ကိုယူပြီးတော့ဒီပွဲမှာကျွန်တော်၄ထိတ်စီးကိုကစားတော့မှာဖြစ်ပါတယ်ဒါမို့ဒီမှာ၈၅၄၃လုံးပေါင်းရင်းဒီ သုံးလုံးပေါင်းခြင်းဒီ၈၅၄၃သုံးလုံးပေါင်းခြင်း9အနေနဲ့ဒီမှာ၄ထိပ်စီကိုဒီဘွဲမှာထည့်ကစားလို့မှာဖြစ်ပါတယ်ကျွန်တော်အပေါ်အောက်ကဆောင်တက်လာမှုဆိုရင်ကျွန်တော်သုံးလုံးပေါင်းခြင်း၈ယူရမှာဖြစ်ပါတယ်သုံးလုံးပေါင်းခြင်း၈ကိုမယူဘဲနဲ့ကျွန်တော်အပေါ်ဆင်းလာတဲ့သုံးလုံးပေါင်းခြင်း9ကိုယူပြီးတော့၄ထိပ်စီကိုကစားသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ကျွန်တော်ဒီအပေါ်အနေမှာဒီသုံးလုံးပေါင်းခြင်းဆင်းလာတဲ့9 4ဒီ 4963လုံးပေါင်းချင်း3ရရယ်ကျွန်တော်ဒီမှာ6653လုံးပေါင်းချင်း9ရယ်ကျွန်တော်ဒီမှာကြတော့3953လုံးပေါင်းချင်း8ရယ်ဒီဘွဲမှာကြတော့6543လုံးပေါင်းချင်း9ဆိုပြီးတော့၄ထိပ်စီကိုကစားသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီဆိုင်မှုကယူမယ်ဆိုရင်ထိပ်စီဒီ၄လို့3လုံးပေါင်းချင်း9နဲ့၄ကိုယူကစားသွားမှာဖြစ်ပါတယ် ါထိတ်စည်းကြခွင်ကိုအရင်ဆုံးဒါရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်အလဲတိုင်းကဏ္ဍကြခွင်ကိုလည်းဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်လဲတိုင်းကဏ္ဍယူပုံကတော့ကျွန်တော်ဒီမှာကျွန်တော်ဒီဇောင်းတက်ပြီးတော့၃လုံးပေါင်းခြင်းယူတဲ့အခါမှာလဲတိုင်း၃လုံးပေါင်းခြင်းကိုယူမှာဖြစ်ပါတယ်ဒီဇာမှုနဲ့ဒီ၃မြင်အလဲတိုင်း၃လုံးကိုပေါင်းပြီးယူတဲ့အခါမှာဒီ၅ရဲ့ ကျွန်တော်ဒီ6ရယ်ကျွန်တော်ဒီ9ရယ်ဆိုပြီးတော့ကျွန်တော်ဒီ3လုံးပေါင်းကိုယူတဲ့အခါမှာ5 9ည5 9ညဒီ3လုံးပေါင်းခြင်းအနေနဲ့ကျွန်တော်ဒါဒီစိုက်မှုကကျွန်တော်4လို့ယူပေါင်းခြင်း4ပေါ့ဗျာဒီ5 9ညအလဲတိုင်း3လုံးပေါင်းခြင်းဒီကျွန်တော်4ဆိုပြီးတော့ဒီစိုက်မှုကကစားသွားမှဖြစ်ပါတယ် ဆက်လက်ပြီးတော့ဒီအောက်ပင်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီဒီ၃ညရယ်ကျွန်တော်ဒီအလဲတိုင်း၃ညရယ်ဒီအလဲတိုင်း၈ရယ်အလဲတိုင်း၆ရယ်ဆိုပြီးတော့ဒီ၃လုံးပေါင်းကိုယူပြီးတော့ကစားတဲ့အခါမှာကျွန်တော်ပေါင်းရင်း၄ဆိုပြီးတော့ဒီဆိုင်မှာလည်းကျွန်တော်ပေါင်းရင်း၄အနေနဲ့ကစားတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ388ပွဲစဉ်အလဲတိုင်းငနန်းကိုကြည့်တဲ့အခါမှာလေဒီ9ရဲ့ 9ရက်ဒီ9ရက်8ရက်ဆိုပြီးတော့၃လုံးပေါင်းခြင်းကိုယူတဲ့အခါမှာကျွန်တော်ဒီမှာခွန်9 8 3လုံးပေါင်းခြင်းဒီကျွန်တော်၄ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ကိုလည်းကျွန်တော်ဒီ3လုံးပေါင်းခြင်း၄ချိုးနဲ့ယူမှာမို့လို့ကျွန်တော်ဒီ9 30ပွဲစဉ်ရဲ့ဒီအလဲတိုင်း3ရယ်9 3 ငါးတုံညာသုံးပွဲစဉ်အလဲတိုင်းတုံညာရဲ့ကျွန်တော်ယခုပွဲစဉ်ရဲ့အလဲတိုင်းရဲ့ကျွန်တော်ဒီသုံးလုံးပေါင်းတဲ့အခါမှာ၄ဖြစ်ဖို့ဆိုရင်ငါပေါင်းရင်း၄ဖြစ်ဖို့ကစားမှာမို့တစ်ခလေတိုင်းကိုကစားသွားမှာဖြစ်ပါတယ်။ဒါဒီစိုက်မှုရဆိုရင်ကျွန်တော်တစ်ခလေတိုင်းကိုကစားသွားမှာဖြစ်ပါတယ်။ဓမ္မတာလင်းဒီအလဲတိုင်းသုံးလုံးပေါင်းရင်းဒီ၄ဆိုပြီးတော့ဒီ၃ 331သုံးလုံးပေါင်းခြင်း၄ဆိုပြီးတော့ဒါရရှိမှာဖြစ်ပါတယ်ဒီအပေါ်ပင်ကြတော့ဒီခွင်68သုံးလုံးပေါင်းခြင်း၄သူ့ရဲ့အပေါ်ပင်မှာကြ3ည66သုံးလုံးပေါင်းခြင်း၄ကျွန်တော်ဒီသူ့ရဲ့အပေါ်ပင်ကြတော့လဲကျွန်တော်ဒီမှာ693ည3လုံးပေါင်းခြင်း၄ဆိုပြီးတော့လေတိုင်းကဏ္ဍများကိုတော့ကျွန်တော်ဒီပေါင်းခြင်း၄အညီနဲ့ယူပြီးတော့ကစားမှာမို့ယခုပွဲစဉ်အတွက်အလေတိုင်းဒီ ဒီ3 3ญา1 3လုံးပေါင်းရင်4ဆိုပြီးတော့တစ်ခလေတိုင်းကိုကစားသွားမှာဖြစ်ပါတယ်ဒါအလဲတိုင်းစိုက်မှုကိုကျွန်တော်ထုတ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့နောက်ပိတ်ကြကုန်ကိုလည်းဆက်ပြီးရှင်းပြပေးပါအောင်ခင်ဗျာဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့မိတ်ဆွေများကိုကျွန်တော်ဒီနောက်ပိတ်ကြကုန်ကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်ဒီနောက်ပိတ်ကြကုန်ယူတဲ့ခါမှာလည်းကျွန်တော်ဒီ ခုခုဆိုင်မှုဒီကျွန်တော်၃ပင်တစ်ဖြတ်၃ပင်တစ်ဖြတ်ပေါင်းချင်းယူတာဖြစ်တဲ့အတွက်ကြောင့်နောက်ပိတ်ကြကုန်ကိုလည်းကြတော့ဒီ၃လုံးပေါင်းချင်း2မျိုးနဲ့ပေါင်းပြီးတော့နောက်ပိတ်ကွင်ကိုယူသွားမှာဖြစ်ပါတယ်ပရာဟုဆိုဒီခွန်း၃ည၃ညပွဲစဉ်ရဲ့နောက်ပိတ်မှုကိုအရင်ဆုံးရှင်းပြမှာဖြစ်ပါတယ်ဒီခွန်း၃ည၃ညပွဲစဉ်ရဲ့နောက်ပိတ်မှုဒီကျွန်တော်ဒီဒီ196ရဲ့ 196ပွဲစဉ်နောက်ပိတ်6ရယ်ဒီ919ပွဲစဉ်နောက်ပိတ်9ရယ်ကျွန်တော်ဒီ411ပွဲစဉ်နောက်ပိတ်10ရယ်ဆိုပြီးတော့ကျွန်တော်ဒီ3လုံးပေါင်းကိုယူတဲ့အခါမှာ3လုံးပေါင်းဒီကျွန်တော်တို့6လို့နော်3လုံးပေါင်းဒီ6လို့ရရှိသလိုကျွန်တော်ဒီဘက်ကနောက်ပိတ်3လုံးပေါင်းခြင်းဒီဒီ9ရယ်ဒီ9ရယ်3ရယ်ပေါင်းခြင်းဒီလေကျွန်တော်ဒီမှာ လေးလို့ရရှိမှာဖြစ်ပါတယ်။ဒါဒီစိုင်းမှုမှာဆိုရင်ကျွန်တော်ဒီဒီ၃လုံးပေါင်းခြင်းဒီ6 9 1ပေါင်းခြင်းဒီကျွန်တော်6ပေါင်းခြင်း6ရဲ့နော်ဒီဘက်က9 3 5ဒီ9 3 5ဆိုပြီးတော့နောက်ပိတ်3လုံးပေါင်းခြင်းဒီကျွန်တော်4လို့ယူတဲ့အခါမှာအဲ့2မျိုးပေါင်းတဲ့အခါပေါင်းခြင်း3ညဆိုပြီးတော့ ရရှိမှာဖြစ်ပါတယ်။ဒါခွန်တုံညာတုံညာပွဲစီရဲ့နောက်ပိတ်မှုသည်เนาะဒီဘက်နောက်ပိတ်၃လုံးနဲ့ဒီနောက်ပိတ်၃လုံးနဲ့ပေါင်းပြီးတော့ယူတဲ့အခါမှာပေါင်းချင်းတုံညာလို့ရရှိတာဖြစ်ပါတယ်။ကျွန်တော်တော့ဆက်လက်ပြီးတော့ဒီ9 6 3ပွဲစီရဲ့နောက်ပိတ်ကြကုန်လဲဆက်ပြီးရှင်းပြပေးပါမယ်။9 6 3ပွဲစဉ်မှာလည်းကျွန်တော်ဒီဒီဘက်ကနောက်ပိတ်3လုံးပေါင်းခြင်းဒီ9 2 3 9 2 3ဒီ3လုံးပေါင်းခြင်းကျွန်တော် ဘုံလုံးပေါင်းရင်းနှစ်နဲ့ကျွန်တော်ဒီမှာကြတော့ဒီ3 3တစ်ဆိုပြီးတော့ဒီ3လုံးပေါင်းတဲ့ခါမှာနောက်ပိတ်3လုံးပေါင်းတဲ့ခါမှာကျွန်တော်ပေါင်းရင်း9ဆိုပြီးတော့ရရှိပါတယ်အဲ့ပေါင်းရင်း1နဲ့ပေါင်းရင်း9ပေါင်းတဲ့ခါမှာပေါင်းရင်း6ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ဒီပေါင်းရင်း6မူနဲ့ဒီ963ပွဲစဉ်မှာ3နောက်ပိတ်ကိုကစားထားတာကိုတွေ့ရှိတာဖြစ်ပါတယ် ဒါမှမဟုတ်ဒီပွဲ963ပွဲစဉ်ဒါနောက်ပိတ်ကြခွင်ကိုရှင်းပြခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဒီဒီအပေါ်ပင်မှာဆိုရင်လေဒီခွန်တုံညာတုံညာပွဲစဉ်မှာဒီ၃လုံးပေါင်းချင်း6ရယ်ဒီဘက်၃လုံးပေါင်းချင်း4ရယ်ဆိုပြီးတော့ပေါင်းချင်းတုံညာကိုကစားသလိုဒုတိယပင်မှာကြတော့လေဒီ၃လုံးပေါင်းချင်းခွန်1 3 3လုံးပေါင်းချင်း2နဲ့ဒီနောက်ဒီမှာ3 3 1 3လုံးပေါင်းချင်း9ဆိုပြီးပေါင်းချင်း9ကို၃လုံး ချောလုံးပေါင်းချင်းကိုဆိုပြီးတော့ကစားထားတာတွေ့ပါမယ်ဆက်လက်ပြီးတော့ဒီ388ပွဲစဉ်နောက်ပိတ်ကြခွင်ကိုဆက်ပြီးရှင်းပြပေးပါမယ်388ပွဲစဉ်မှာလည်းနောက်ပိတ်3လုံးပေါင်းချင်းဒီဒီဒီခွင်း693လုံးပေါင်းချင်း3လုံးပေါင်းချင်း2ရယ်ကျွန်တော်ဒီမှာကြတော့88 883ည3လုံးပေါင်းချင်းဒီကျွန်တော်6လို့ရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်ခုပွဲစဉ်အတွက်ကြတော့လေဒီဘက်3လုံးပေါင်းချင်းဒီ ခွင်း69ခွင်း69သုံးလုံးပေါင်းခြင်းနှစ်နဲ့ဒီဘက်ကကြတော့ရှစ်ရှစ်သုံးညသုံးလုံးပေါင်းခြင်းဒီ6ဆိုပြီးတော့ဒီကနန်း6လို့ပေါင်းခြင်းဒီကျွန်တော်ပေါင်းခြင်း10နေနဲ့ရရှိမှာဖြစ်ပါတယ်။ဒါအောင်ဒီစားမှုရဆိုရင်ဒီ3ရှစ်ရပွဲစဉ်မှာဆိုရင်ကျွန်တော်ဒါသုံးလုံးပေါင်းခြင်း10နေနဲ့10နောက်ပိတ်ကိုကစားသွားတာကိုတွေ့ရှိမှာဖြစ်ပါတယ်။ ကျွန်တော်ဒီဆိုင်မူတိုင်းမှာကျွန်တော်ယခုပွဲစဉ်အတွက်နောက်ပိတ်၃လုံးယူတဲ့အခါမှာကျွန်တော်ဒီဘက်ကနောက်ပိတ်၃လုံးဒီ၃နှစ်၃နှစ်နှစ်ပေါင်းရင်9ရယ်ကျွန်တော်ဒီမှာဆိုရင်နောက်ပိတ်၃လုံးပေါင်းရင်ဒီဒီ3ရယ်3ရယ်ကျွန်တော်ဒီဘက်ကနောက်ပိတ်ရယ်ပေါင်းတဲ့အခါမှာပေါင်းရင် ကျွန်တော်ပေါင်းရင်းခုနှစ်နဲ့ကစားမှာ6လုံးပေါင်းရင်းခုနှစ်ကစားဖို့ရတဲ့ဆိုရင်ဒီမှာ3နှစ်နဲ့ပေါင်းရင်းဒီခုနှစ်လို့ရရှိတဲ့အတွက်ကြောင့်ဒီဘက်3လုံးပေါင်းရင်းဒီ3ညလို့ကစားမှာဒါလေးရင်6လုံးပေါင်းရင်ခုနှစ်အနေနဲ့ဖြစ်ဖို့ဆိုရင်ဒီနောက်ဘိတ်ကို၄ထည့်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မှုရဆိုရင်ဒါ၄နောက်ဘိတ်ကိုကစားသွားမှာဖြစ်ပါတယ်။ဒီနောက်ဘိတ်3လုံးပေါင်းရင်3 3433သုံးလုံးပေါင်းခြင်း3ညရယ်ဒီဘက်ကသုံးလုံးပေါင်းခြင်းဒီ322သုံးလုံးပေါင်းခြင်း9ရယ်ပေါင်းတဲ့အခါမှာ6လုံးပေါင်းခြင်း9အနေနဲ့၄နောက်ပိတ်ကိုကစားသွားမှာဖြစ်ပါတယ်အခုဆိုရင်ဒီစားမှုရမိတ်ဆွေများကိုကျွန်တော်ထိတ်ရှိလေတိုင်းနောက်ပိတ်နဲ့ဒါတကွက်ကောင်းစားမှုလေးကိုဒါထုတ်ပြလိုက်တာဖြစ်ပါတယ်ဒါမှမိတ်ဆွေများအနေနဲ့ဒါ ဒီစိုက်မှုလေးတွေကိုကျွန်တော်အနေနဲ့ဒါ၁၁ကြိမ်မြောက်အတွက်ကစားဖို့ရတဲ့ဒါမိတ်ဆွေများတဲ့အကောင်းဆုံးဒဲပေါကနဲ့ရရှိအောင်အထူးရှာဖွေပြီးကြိုးစားပေးထားပါခင်ဗျာ။ဒါအောင်မိတ်ဆွေများအနေနဲ့လည်းကျွန်တော်အားပေးတော့အားဖြင့် like လေးပေးဖို့တောင်းဆိုပါရစေ။ဒါအောင်မိတ်ဆွေများဒီကျွန်တော်ဒီ၁၁ကြိမ်မြောက်မှကစားမယ်ဆိုရင်ဒါဒီမှာ3ဒီအနေနဲ့ ဒီဆက်တဲ့ချိန်အတွက်ပေါ့ဗျာဆက်တဲ့ချိန်မှာဆိုရင်ဒီမှာ၄ထိပ်စီ၁ခလဲတိုင်း၄နောက်ပိတ်နေတယ်ဒီမှာဒီမှာ၄၁၄ဆိုပြီးတော့ဒါဒဲတစ်ခွက်ကောင်းကိုကစားလို့ရရှိအောင်ကျွန်တော်နဲ့ထုတ်ပြပေးထားပါတယ်။နောက်ဒီစိုက်မှုလေးတွေကိုမိတ်ဆွေများကြိုက်နေတဲ့မှဆိုရင်ကစားလို့ရအောင်ဆက်တဲ့ချိန်မြောက်တယ်ကျွန်တော်ဒီ၄၁၄ဆိုတဲ့ဒီ 3D တစ်ခွက်ကောင်းစားကလေး ကိုမိတ်ဆွေများကိုထုတ်ပြပေးလိုက်ပါတယ်ကျွန်တော်ဘူရီကိုကြည့်ရှုတဲ့မိတ်ဆွေများအားလုံးဒီ၁၇ချိန်မြောက်မှာ 3D ဒဲပေါဒီကနရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မိတ်ဆွေများအားလုံးကြမ်းမာစွာဖြင့်နောက်နောက်ဗီဒီယိုမှာလည်းပြန်ဆုံကြပါအောင်ဆိုခင်ဗျာ